မင်္ဂလာပါရှင်ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်းဟွန်ဆန်နဲ့ဖုံပြောထားတဲ့အတန်ဖိုင်ပေါက်ကြားပြီးနောက်ပိုင်းယာရုကနေနှုတ်ထွက်ပေးဖို့ PR နဲ့ရင်ဆိုင်နေရတဲ့ထိုင်းဝင်ကြီးချုပ်ပေတုံတန်ရှင်နိုးကိုယာရုကနေဆိုင်းငတ်လိုက်ပါတယ်ပေတုံတန်ကိုယာရုကနှုတ်ထွက်ဖို့အထက်လွတ်တော်အမတ်36ယောက်ကပြီးခဲ့တဲ့လမှာအတနာခန်စာတင်သွင်းခဲ့တာပါဒီနေ့မှာတော့ထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခွင့်ရုံးကအခုလိုဆုံးဖြတ်လိုက်တာပါ ပေတုံတာဟာဟွန်ဆန်နဲ့ဖုံးပြောခဲ့ချိန်တုန်းကထိုင်းစစ်တပ်ရဲ့တပ်မှုတဦးကိုရင်ညွှန်းပြီးချိုးဖဲ့ပြောဆိုခဲ့ပြီးသူ့လုပ်ရက်ကဂုံတိတ်ခါကင်းမဲ့တဲ့အပြင်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုပါ အန္တရာယ်ဖြစ်စေခဲ့တယ်လို့အထက်လွှတ်တော်အမတ်တွေကပြောခဲ့ပါတယ်။တရားရုံးကအမှုကိုဆုံးဖြတ်မပြီးမချင်းသူ့ကိုဝန်ကြီးချုပ်ယာရုကဆိုင်းငံ့ထားမယ်လို့သိရပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ပြောဆိုထားတဲ့အတန်ဖိုင်ပေါက်ကြားခဲ့ပြီးနောက်မှာတော့အဓိကပါတီတချို့ကညွန့်ပေါင်းအစိုးရအဖွဲ့ကနေနှုတ်ထွက်ခဲ့ပါတယ်။ပြီးခဲ့တဲ့စနေနေ့မှာလည်းအစိုးရကိုစန့်ကျင်ဆန္ဒပြသူ3000ဝန်းကျင်ကဘန်ကောက်မြို့နယ်မှာစုဝေးပြီးပေတုံတန်ဝန်ကြီးချုပ်ယာရုကနှုတ်ထွက်ဖို့နဲ့ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်ပါတီတွေအစိုးရအဖွဲ့ကနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြတာပါ။ ထိုင်းနိုင်ငံအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲရေး Institute ကဇွန်19ကနေ25ရက်နေ့အထိလူပေါင်း2500ရဲ့သဘောထားကိုစစ်တမ်းကောက်ခံခဲ့ပါတယ်။သဘောထားကောက်ခံသူရဲ့900ခန့်လုံးကဝန်ကြီးချုပ်ပွတ်တုံချာဟာထိုင်းနိုင်ငံအတွက်အသင့်တော်ဆုံးဝန်ကြီးချုပ်ဖြစ်တယ်လို့ဖြေဆိုခဲ့ကြပါတယ်။အသက်38နှစ်ရှိပြီးဖြစ်တဲ့ပွတ်တုံချာဟာပြီးခဲ့တဲ့အောက်တိုဘာလမှာဝန်ကြီးချုပ်အဖြစ်ရာထူးခန့်အပ်ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ထိုင်းနိုင်ငံဟာစီးပွားရေးကျဆင်းနေပြီးအဲ့ဒီလိုအချိန်မှာပဲပေတုံတံကိုယာရူကဆိုင်းငံ့လိုက်တာပါထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်တာဝန်ကိုတော့လက်ရှိဒုဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝန်ကြီးတာဝန်ယူထားသူဖွေထိုင်းပါတီမှရွေးကောက်ခံကိုယ်စားလှယ်ဆူရီယာကတာဝန်ယူသွားမယ်လို့သိရပါတယ်ရှင်